မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အဖင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီးကိုအပိုင်ငယ်၃ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါတယ်သို့တော်လဲငါတို့သည်တင်းတို့ကိုဝါကြွားသောစကားသည် ဤအမှု၌အချီးနှီးမဖြစ်စေဘဲထိုစကားနှင့်အညီသင်တို့သည် အသင့်ရှိစေခြင်းကညီကို အချို့ကိုငါစေလို့ဤဒီနေရာမှာတော့ပေါလုကကောရင်သအသင်းတော်ကို လူတချို့စေလွတ်မယ်ဆိုပြီးမှ ပြောပါတယ်အဓိကကတော့အလူခံခိုင်းဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ဒီလို အလူခံဖို့ရန်လူအချို့ကိုစေလွတ်ရမလဲဆိုလို့ရှိရင် ရှင်ပေါလုကကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေရဲ့စိတ်စေတနာ အားကြီးမှုကိုဝါကြွားထားတယ်လို့သူကအဲ့လိုပြောပါတယ်အခြားသောသူတွေရဲ့ရှေ့မှာကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေဟာဘလောက်စေတနာအားကြီးလဲဆိုတာကိုသူကဝါကြွားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝါကြွားတဲ့ဇကားတွေဟာအချင်းကြီးမဖြစ်စေဖို့အလဟတ်မဖြစ်စေဖို့တနည်းအားဖြင့်ပြောရရင်သူဝါကြွားထားတဲ့အတိုင်း အမှန်တကယ်စေတနာစိတ်အားကြီးကြတဲ့သူတွေဖြစ်ကြောင်းကိုတတ်သိပြဖို့ရန်အတွက်ညီကိုအချို့တို့ကိုစေလွတ်ပြီးအလူခံစေတယ်ဆိုတာကိုတမချန်းစာအားဖြင့်တွေ့ရပါတယ်။အခြားသောသူတွေရဲ့ရှေ့မှာတင်တို့ရဲ့အလူပြုခြင်းဟာပုံသက်သေဖြစ်ုံသာမကတင်တို့ရဲ့အစင်သင့်မဖြစ်နေတဲ့အခြေအနေကအရှက်ရစရာမဖြစ်စေဖို့အလူပြုခြင်းအမှုမှာပြင်ဆင်နိုင်ဖို့ရန်အတွက်ရှင်ပေါ်လူကနှိုးစော်လိုက်ပြန်တယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ ဒီနေရာမှာရှင်ပေါ်လူရဲ့တောင်းဆေးတဲ့လှုပ်ဆောင်ချက်တွေကိုတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ကိုယုံကြည်သူတွေရဲ့စိတ်အားထက်သန်မှုဘုရားကိုချစ်မှုဒါတွေကိုဝါကြွားခြင်းတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်တွေတင်းအုပ်တွေကယုံကြည်သူတွေရဲ့အသက်တာမှာဘယ်လောက်တောင်ဘုရားနဲ့ပတ်သက်လာရင်စိတ်အားထက်သန်မှုရှိတယ်လဲဆိုတာကို လူအများရှိမှကြွားဝါခြင်းကြပါတယ်ဒါပေမဲ့လည်း ဲ့လိုမျိုးမဖြစ်လာဘူးဆိုရင်ကြွားဝါတဲ့သူကအရှက်ရစရာ ဖြစ်မှာဖြစ်တဲ့အပြင်ယုံကြည်သူတွေရဲ့အသက်တာလည်းတပားသူတွေရှေ့မှာရှက်စရာ ဖြစ်လာမှာဖြစ်ပါတယ်။အဲ့လိုမဖြစ်ရအောင်ကောင်းတဲ့အမှု၌ပုံသက်တည်နဲ့ဖြစ်စေဖို့ဝါကြွားရတဲ့အခွင့်ရှိစေဖို့ရန်အတွက်အမြဲတမ်းတိုက်တွန်းနှိုးဆော်နေရမယ့်တာဝန်ကလည်းရှိနေပြန်ပါတယ်။ချစ်တော်မိပါညီကိုမောင်တို့ကောရင်သူအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုရှင်ပေါ်လူက အလူနဲ့ပတ်သက်ပြီးတော့မှ တော်တော်လေးကိုတိုက်တွန်းနှိုးဆော်တာတွေ့ရပါတယ်။အလူခံမဲ့သူတွေလာမယ်။အဲ့လာတဲ့ခါကျရင် စေတနာစိတ်နဲ့ပဲလှူကြမလှူဘဲမနေရဆိုတဲ့စိတ်နဲ့မလှူကြနဲ့စေတနာစိတ်နဲ့လှူတော်သူကိုသာဖရာကနှစ်သက်တယ်။များများကျဲတဲ့မျိုးစိများများရဲရမယ်။နည်းနည်းပဲကျဲရင်တော့နည်းနည်းပဲရဲရမယ်ဆိုတဲ့တုံတင်ချက်တွေနဲ့အတူတိုက်တွန်းနှိုးဆော်တာတွေတွေ့ရပါတယ်။ ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာ ကောင်းတာတွေလုပ်ဖို့ရန်တိုက်တွန်းနှိုးဆော်ရမယ်တာဝန်ကတော့ခေါင်းဆောင်တွေရဲ့တာဝန်ပဲဖြစ်ပါတယ်လူတန်းဖို့ပေးကမ်းဖို့စွန့်ကြဲဖို့စူတောင်းဖို့ပါဝင်ဆက်ကပ်ကြဖို့အမြဲတမ်းတိုက်တွန်းနေရမှာပဲဖြစ်ပါတယ်ကိုကမတိုက်တွန်းလို့မပါဝင်ရပါဘူးဆိုတာမဖြစ်ရလေအောင်လေကျွန်တော်တို့ဘက်ကအမြဲတမ်းနှိုးဆော်ပေးနေရမှာဖြစ်တယ်လို့ ပါဝင်ခြင်းနဲ့သူတွေရဲ့အသက်တာမှာလဲပါဝင်ခွင့်ရဖို့ရန်အတွက် ကျွန်တော်ရဲ့နှိုးဆော်မှုကလည်းအရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်ကအမြဲတမ်းတပါးသူတွေရဲ့ရှေ့မှာအဆဆအယာယာပုံသက်တွေဖြစ်ပြီးဝါကြွားဝမ်းမြောက်စရာကောင်းတဲ့အသက်တာမျိုးဖြစ်စေဖို့ရန်အတွက်ဘုရားသခင်လည်းအလိုရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့သက်တာမှာပြင်ဆင်ကြရအောင်ဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုတ်ကိုကျေးဇူးတင်ပါတယ်ပေါလုက ယုံကြည်သူတွေအသက်တာအတွက်ဝါကြွားခြင်းတဲ့သူဖြစ်တယ်ဆိုတာတွေ့ရတယ်။သူဝါကြွားတဲ့အတိုင်းဖြစ်ဖို့လဲသူနှိုးဆော်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တွေအသက်တာမှာလည်းပဲတပားသူတွေရှေ့မှာဝါကြွားစရာပုံသက်တွေဖြစ်တဲ့အသက်တာဖြစ်စေဖို့မာစာပါတဏိတာလုံးလက်တော်အပ်ပါတယ်ကောင်းကြီးပေးပါကိုရောဘုံထင်ရှားတဲ့အသက်တာဖြစ်စေဖို့ ਨੇ ကိုရောအလိုအတိုင်းအသက်ရှင်နိုင်ဖို့မာစာပါနှုတ်ကပတ်တော်ကြားရတဲ့ မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲကောင်းကြီးပေးပါမိအကြောင်းမဆချင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းတဏိတာကိုဆက်ကတ်တဲ့ခါသခင်ယေရှုနာမ၌ဆက်ကတ်ဆုတောင်းပါ၏အာမင်